ကိုရဲ့ဖုန်းကိုပိတ်ထားတဲ့အချိန်မှာခြားတယောက်ကနေပြီးတော့ကိုဖုန်းကိုတစ်ချက်ယူဖွင့်နေဖွင့်ပြီးလို့ရှိရင်အပေါ်ဆုံးကနေရှော့တက်ဘာလေးတွေကိုကျွန်တော်ဆွဲချရဆိုရင်အလွယ်တကူဆွဲချလို့ရတဲ့အဥ္စါကိုဖုန်းကိုပိတ်ထားတဲ့အချိန်မှာအပေါ်ဆုံးကရှော့တက်ဘာကိုအလွယ်တကူကျွန်တော်တို့ဆွဲမရအောင်လို့ပိတ်တဲ့နီလေးနဲ့တခိုးခိုးသွားရင်တော့ကိုရဲ့ဖုန်းရဲ့ password ကိုအလွယ်တကူမသိရတဲ့အတွက်ကြောင့်ဖုန်းကိုပါဝါပိတ်လို့မရအောင်လုပ်လို့ရတဲ့နီလေးတွေကိုမျှော်ပေးပါမယ် Xiaomi Redmi ဖုန်းကိုသုံးတဲ့ user တွေကပထမဆုံးအနေဖြင့်ကျွန်တော်တို့ကဖုန်းရဲ့ setting တွေကိုဝင်ပြရမှာဖြစ်ပါတယ်။ အဲ့တော့ဖုန်းရဲ့ setting တွေကိုကျွန်တော်တို့ဝင်ပေးပါဖုန်းရဲ့ setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပေးပါအောက်ကိုဆွဲပြီးလို့ရှိရင်ဒီနားလေးမှာကျွန်တော်မြှားပြပေးထားတဲ့ notification ရဲ့ status bar ဆိုတာရှိရအဲ့ဒါကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးပါ ီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပေးပါဆွဲပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ A Sharon The Lost Screen Afra Swiss Town ပေါ့နော်အဲ့အလီကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်ဒီစာသားလေးကဘာလို့ဆိုလိုထားရလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဖုန်းရဲ့မျက်နှာပြင်ကိုဒီလိုဆွဲချတဲ့ခါကျလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ကျွန်တော်တို့တွေ Wi-Fi တွေပြီးလို့ရှိရင် Internet တွေအဲမှုတွေပြီးလို့ရှိရင်ကျွန်တော်တို့ Screen Shot တွေအကုန်လုံးပေါ့ဒီလို Shortcut တွေကိုအလွယ်တကူကျွန်တော်တို့ဖုန်းပိတ်ထားချိန်မှာဆွဲချရဲဆိုလို့ရှိရင်ဆွဲချလို့မရအောင်ကျွန်တော်တို့ကပိတ်ချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ ဒါလေးကိုဆွဲချောလို့မရအောင်လို့ကျွန်တော်တို့ကပိတ်ချင်တာဖြစ်တဲ့ကြောင့်ဒီနာလီမှာရှိနေတယ်ကျွန်တော်တို့ notification shade တို့ပြီးလို့ရှိရင် control center တို့ပြီးလို့ရှိရင် smart device control တို့ iCloud တွေအားလုံးကိုကျွန်တော်တို့ကပိတ်ပေးရမှာဖြစ်ပါတယ်ဒီ cloud တွေအားလုံးကိုကျွန်တော်တို့တစ်ခုချင်းပိတ်လိုက်ပါ ဒီကလောက်တွေကိုကျွန်တော်ပိတ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းကိုပိတ်ထားတော့လေတခြားသောတစ်စိမ်းတစ်ယောက်ကလာပြီးတော့ကိုယ့်ရဲ့ဖုန်းရဲ့ password ကိုမဖွင့်ပဲနဲ့အပေါ်ကနေဒီလိုမျိုး shortcut တွေကိုဒီလိုမျိုးလေးဆွဲချမယ်ဆိုလို့ရှိရင်ကျွန်တော်ဆွဲချလို့မရမှာမဟုတ်ပါဘူးဒါကတော့ကျွန်တော်ဖုန်းရဲ့စက်ခွင်ကိုပိတ်ထားအချိန်မှာဆွဲချပြလို့ရရပါတယ်မလို့အဲ့တော့ကျွန်တော်တို့ကဒီအဆင့်ကိုပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က back key လေးနဲ့ပြန်ပြီးတော့ထွက်ပါတော့အဲ့တော့ကျွန်တော်ကနည်းနည်းလေးကြာမှာဖြစ်လို့ကျွန်တော် home key လေးနဲ့ပဲကျွန်တော်ကကြော်ပြီးတော့ထွက်ပြလိုက်မှာဖြစ်ပါတယ် ဟုန်ကီနဲ့ကြော်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းတွေထဲမှာပေါ့နော်ဒီမီဖုန်းတွေမှာဆိုအများဆုံးအဖြစ်ပါတယ်ဒီနာဒီမှာကျွန်တော် wipe ပြထားတယ် security ဆိုတာရှိပါတယ်ပေါ့နော် security အတော့ security တဲကိုကျွန်တော်တစ်ချက်ဝင်ပေးပေါ့ဒါကတော့ဖုန်းရဲ့ setting မှာမီဖုန်းရဲ့ setting တိုင်းမှာမပါတဲ့လူတွေဆိုရင်ဒီကနေဝင်ပြီးလို့ပေါ့နော်အမှန်မှန်ကတော့ကျွန်တော်မီဖုန်းထဲမှာဆိုလို့ရှိရင်မီဖုန်းရဲ့ setting တွေကဝင်ပြီးတော့လုပ်ရင်ရရပေါ့နော် ဒီဖုန်းရဲ့ setting ထဲမှာကျွန်တော်တို့ privacy and security ဆိုပြီးတော့အဲ့လိုမျိုးလေးရိုက်လိုက်လို့ရှင်ဝင်လို့ရရပေါ့နော်ဒီအဆင့်ကိုရောက်ပြီဆိုလို့ရှင်ကျွန်တော်က privacy and security ကိုရောက်ပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေ security တွေကိုကျွန်တော်ဆက်ပြီးတော့ဝင်ပြီးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာရှိနေရ shutdown confirmation ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ shutdown confirmation ဆိုရဲ့အဓိပ္ပာယ်ကဘာလို့ဆိုလိုတာလဲဆိုတော့ကိုယ့်ရဲ့ဖုန်းရဲ့မျက်နှာပြင်ကိုကျွန်တော်တို့ကနေပြီးတော့ပေါ့နော် power ပိတ်တော့မယ်ပေါ့ power ဒီလိုမျိုးလေးပိတ်တော့မယ်ဆိုလို့ရှင်ဒီလိုမျိုးလေး power ပိတ်တော့မယ်ပေါ့ ဲ့လိုပါဝါပိတ်တော့မယ်ဆိုလို့ရှိရင်အဲ့ပါဝါပိတ်ခံနေချိန်မှာကျွန်တော်တို့ကနေပြီးတော့เนาะအဲ့နာဒီမှာကျွန်တော်တို့ကပတ်တန်လေးတွေတုံးဖို့ပင်ကုတ်ကလေးတွေပေါ့နော်ကိုဖုံးမှာပတ်တန်နဲ့ခံထားရင်ပတ်တန်ပင်ကုတ်နဲ့ခံထားရင်ပင်ကုတ်နဲ့အဲ့လိုမျိုးလေးပေါ်လာပြီးတော့မှကိုယ့်ရဲ့ဖုန်းကိုယူသွားတဲ့သူကခိုးသွားတဲ့သူကပိတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကပတ်တန်လေးတွေအဲ့လိုမျိုးလော့ခတ်ချင်တာဖြစ်တဲ့ကြောင့် shutdown confirmation ဆိုရယ်ခလုတ်ကလေးကိုကျွန်တော်တို့ကဝင်ပြီးတော့ကျွန်တော်တို့ကနေပြီးတော့ on ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီနာလေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က shutdown confirmation ဆိုတဲ့ခလုတ်လေးရှိတယ်အဲ့ခလုတ်လေးကိုကျွန်တော် on ပြီဆိုရင်အပေါ်မှာဒီမှာပေါ့နော်ကျွန်တော်မျှားပြထားတဲ့ဒီမှာဖုန်းပုံစံလေးရှိတယ်သူကနမူနာပြထားတာကိုယ့်ရဲ့ဖုန်းကိုဦးနှလုံးမျိုးကျွန်တော်တို့ power ပိတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကိုမှုတ်တဲ့တခြားတစ်ယောက်က power ပိတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ pattern လေးတော့မဟုတ်ကျွန်တော်တို့က pin code ကလေးကြလာမှာဖြစ်တယ်ပေါ့နော် pattern ခံထားတဲ့ user တွေက pattern ကြမယ်ကျွန်တော် pin ခံထားတဲ့ user တွေက pin ခလုတ်လေးကြလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်က shutdown confirmation ဆိုတဲ့ခလုတ်လေးကိုကျွန်တော်တို့ online တာဖြစ်ပါတယ် ဒီကလေးလေးကိုကျွန်တော်တို့ online ပြီဆိုလို့ရှိရင်ဖုန်းရဲ့ကျွန်တော်တို့ပေါ့နော်ဒီမျက်နှာပြင်ကစက်ခရင်ကိုကျွန်တော်တို့ရယူသွားရတဲ့သူကဖုန်းကိုအလွတ်တကူပေါဝါပိတ်လို့ရမှာမဟုတ်ပါဘူးပေါ့နော်အဲ့တော့ shutdown confirmation ကိုကျွန်တော်တို့ကနေပြီးတော့ဖုန်းရဲ့ setting ဒီလိုမျိုး security မပါတဲ့သူကကျွန်တော်တို့ဖုန်းရဲ့ setting ထဲမှာအလွယ်ရှာတဲ့နည်းလေးကိုလည်းကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာ privacy and security ဆိုတာလေးကိုကျွန်တော်ချက်ရှာပြမယ်ပေါ့နော် P R I V A C Y privacy and security ပေါ့ security ဆိုပြီးအဲ့လိုမျိုးလေးအပေါ်မှာရိုက်ရှာလိုက်ရိုက်ရှာလို့ရှိလို့ရှင်ကျွန်တော်တို့ privacy and security ဆိုပြီးတော့ထပ်ပြီးတော့ကြားလိုက်ပေါ့နော်ဒီလိုကြားလာပြီဆိုရင်ကျွန်တော်တို့ကအပေါ်ဆုံးကဒီမှာ security တဲ့ကိုဝင်ဝင်ပြီးလို့ရှင်ကျွန်တော်တို့ shutdown confirmation ဆိုတာလေးကိုနှိပ်ပေါ့နော်ဆောနာကျွန်တော် on ထားပြီးသားဖြစ်ကြောင် on ထားတဲ့အတိုင်းလေးပြဒါက setting ကနေတွားပြီးတော့ဒီတိုင်းလေးတွားပြီးဖွင့်ရတဲ့နည်းလေးဖြစ်ပါတယ်ဒီနည်းလေးကိုလောက်ထားမယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းဟာဆိုလို့ရှင် safe ဖြစ်တယ်တကိုးစီပါသွားရင်တော့ turn on power ပိတ်လို့မရပဲကိုကဖုန်းခေါ်လို့ရတဲ့အနေအထားမျိုးမှာရှိပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်